ားလုံးပဲမင်္ဂလာပါ PK Movie Guide Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ The Manipulator ရဲ့အပိုင်း၅နဲ့6ကိုဆက်ပြီးပြပြပေးသွားမှာပါဇလန်လေးကတော့လွန်ခဲ့တဲ့၅နှစ်ကအကြောင်းကိုနောက်ကြောင်းပြန်လာတာကစားရပါတယ်စပွဲပေါ်မှာဖုံးတွေစီထွက်တွေရှိနေပြီဘေးမှာလည်းတွေးပိနေတဲ့ဒါတချောင်းရှိနေခဲ့ပါတယ်ပြီးတော့ဘဲတူကြောင်ဆိုတဲ့သူကအရက်တောက်နေရင်သူ့အဖေကိုဖုံးဆက်နေပါတယ်ဘဲတူကြောင်ကမူမူယူယူနဲ့ကျွန်တော်အစိမ်းမတုံထားပါဘူးနည်းနည်းတော့ပဲတုံထားတာဆိုပြီးရေနေခဲ့ပါတယ်ဒါပေမဲ့ဒီမိန်းမကအသက်မရှူတော့ဘူးလို့ပြောရင်ဖေကျွန်တော် ဘလို့လောရမလဲဆိုပြီးပြောနေခဲ့ပါတယ်။တစ်ဖက်မှာလည်းလက်မှတ်ထိုးအခမ်းအနားပွဲတစ်ခုမှာလူ၃ယောက်ကယင်းနှမြုံနံမှုကုမ္ပဏီတစ်ခုက နိုင်ငံတော်အချက်အလက်လုံခြုံရေးကိုတာဝန်ယူမယ်ဆိုတာဖြစ်နိုင်လို့လားပထမအချီစကားတဲ့နှုန်းကမပါပဲနဲ့နောက်ဆုံးအချီမှာ project တစ်ခုလုံးယူသွားတယ်ဆိုပြီးယိုဟန်တို့ကုမ္ပဏီအကြောင်းအတစ်တုံနေခဲ့ပါတယ်။အဲ့ဒါနဲ့ယိုဟန်လည်းရောက်လာပြီးကျွန်တော်ဒီလောက်ပြောရမယ်ဆိုရင်အစတည်းကအဲ့ဒီကုမ္ပဏီကနိုင်ငံရဲ့အဓိကလူဝင်အထွက်အချက်အလက်တွေကိုစနစ်တကျစီမံနေတာပါ။ပြီးတော့အဲ့ဒီကုမ္ပဏီကပတ်စံလဲချမ်းသာတဲ့ ဲ့အပြင်ကိုစလဲကလည်းစိတ်ဝင်စားတဲ့ကိစ္စတွေများတယ်လေအဲ့ဒါနဲ့ဟိုလူတွေကလည်းအဲ့ဒီကုမ္ပဏီကဝန်ထမ်းထင်တယ်ဒါဆိုအစိုးရရဲ့စီမင်းစီကနေရုတ်တရက်ကြီးပြောင်းသွားတာကိုဘလို့ရှင်းပြမှာလဲဆိုပြီးမိခဲ့ပါတယ်ယိုဟန်လည်းယာရုကြီးတဲ့သူတွေနဲ့ရင်းနှီးတဲ့တငယ်ချင်းရှိလို့နေမှာပေါ့ပြီးတော့ကျွန်တော်ကဝန်ထမ်းမဟုတ်ပဲအဲ့ဒီကုမ္ပဏီရဲ့ပိုင်ရှင်မှာဆိုပြီးပြန်ပြောခဲ့ပါတယ်အခမ်းအနားဘွဲကခဏနေတော့ဒီနေ့ရဲ့အတိတ်ကလူဖြစ်တဲ့ကိုစလဲအန်ယိုဟန်ကိုဖိတ်ခေါ်ပါတော့တယ်ယိုဟန်ကလည်းသူများဘွဲမှာလက်ထိုင်နေတာကပြုတ်ကြတာတခုခုရှိမလားဆိုပြီးတော့မလား ကျွန်တော်ကအများကြီးဖြန့်ကျဲပေးပါမယ်ဆိုပြီးတော့ပြောသွားခဲ့ပါတယ်အဲ့ဒါနဲ့အဲ့လူတွေလည်းလူငယ်ဖြစ်ပြီးရိုင်းလိုက်တာဆိုပြီးလက်ညှိုးထိုးနေခဲ့ပါတယ်ပြီးတော့ယိုဟန်ကစင်ပေါ်မှာသူ့လက်ညှိုးကိုကြည့်ရင်မဆိုးပါဘူးဆိုပြီးတယောက်တည်းပြောနေခဲ့ပါတယ်ပွဲပြီးသွားတော့ခုနကလူ၃ယောက်ထဲကလက်ညှိုးထိုးခဲ့တဲ့လူအိမ်ပြန်မို့လို့ရင်သူ့ရှေ့မှာကားတစီးလာပိတ်ရပါတယ်သူကကားဖယ်ဖို့ပြောနေပေမဲ့ဘေးကလာပြီးသူ့လက်ညှိုးကိုဖျက်သွားပါတော့တယ်ယိုဟန်ကသူကြိုက်တဲ့အမှုပညာလက်ရာမှာခုနကလူရဲ့လက်ညှိုးကိုတတ်လိုက်ပါတော့တယ်ခဏနေတော့အိမ်တော်တန်းရောက်လာပြီး အတန်ကစိတ်လှုပ်ရှားနေပုံထောက်ရင်အနုပညာလက်ရာတစ်ခုပြီးမြောက်သွားပုံပဲဆိုပြီးပြောနေခဲ့ပါတယ်။ယိုဟန်လည်းနောက်ဆုံးအမိုင်းကိုရှားနေတာတွေ့သွားပြီလို့ပြန်ပြောခဲ့ပါတယ်။ခဏနေတော့လွတ်တော်အမတ်ဘဲစီကဖုံးလာခဲ့ပါတယ်။ဖုံးပြောရင်လည်းယိုဟန်ကဝင်းဆောင်ကကိုပတ်စံနဲ့မယူဘူးကိစ္စတွေပြီးသွားရင်အနုပညာလက်ရာတစ်ခုပဲပြန်ဝယ်ပြီးရပါပြီ။ဒါဖြစ်သူကလည်းအလောင်းကိုရင်ွေးထဲမှာထည့်ဆိုင်သားပါလို့ပြောခိုင်းလိုက်ပါတယ်။ယိုဟန်ကအခန်းတစ်ခုထဲဝင်သွားပြီးဆားလိုက်အောင်ဆိုပြီးပြောခဲ့ပါတယ်။အဲ့လိုပြောလိုက်တာနဲ့တပြိုင်နက်ဝင်းဆောင်အပြစ်ဝတ်ထားတဲ့သူတွေ ေကအခင်းဖြစ်တဲ့နေရာမှာအစစ်မြင့်ဤပညာနဲ့လှုပ်ထားတယ်။ကမ္ဘာလိုပစ္စည်းတွေကိုထောင်ထားလိုက်ပြီးအခင်းဖြစ်တဲ့နေရာကိုစကံဖတ်တယ်လို့မျိုးဖြစ်သွားပါတယ်။အဲ့လိုမြင်ကွင်းကယိုဟန်စီမှာပုံအေးရောင်လိုမျိုးတမ်းပြီးပေါ်လာခဲ့ပါတယ်။ယိုဟန်ကအခင်းဖြစ်တဲ့နေရာကိုကြည့်ပြီးဘဲတို့ကြောင့်အလောင်းကိုရေချိုကန်နဲ့ဆွဲထားတာတွေရေချိုကန်နဲ့ကပြန်ထွက်လာပြီးတွေးရနေထားတယ်။ခြေရာတွေကိုသူ့အကုန်ကြည့်ပြီးသုံးသပ်လိုက်ပြီးတော့သူ့လက်လေးရန်လိုက်တာနဲ့ပုံရိပ်တွေကပျောက်ကွယ်သွားပါတယ်။ပြီးတော့အနီးတစ်ဝိုက်က CCTV မှာလူသက်တရားခံအပြစ်ချဖို့အတွက်စ ကားတနည်းကိုရှာပါတော့တယ်အလိုနဲ့တနည်းလုံးအဲ့ဒီနားမှာရှိတဲ့ထဲကျွန်းဒလီဗာရီပို့နေတာကိုတွေ့သွားပြီးတရက်ခံဖမ်းမိပြီဆိုပြီးပြောနေခဲ့ပါတယ်ပြီးတော့ထဲကျွန်းအကြောင်းစုံစမ်းရင်းသူ့မှာညီလေးရှိတာတွေထဲကျွန်းကအပင်တွေဆိုသဘောကျတာတွေကောင်းမလေးရှိတာတွေအကုန်သိသွားပြီးအကွက်ချပါတော့တယ်ထဲကျွန်းဒလီဗာရီသွားပို့တဲ့အချိန်မှာတန့်ရှင်ဝင်ဆောင်မှုကားကိုလွှတ်လိုက်ပြီးထဲကျွန်းနဲ့ပသက်တာမှန်သမျှအကုန်ယူသွားပါတော့တယ်အလိုကနေစီစစ်ပြီးသူ့ရဲ့လက်ပွေရာတွေအကုန်ရသွားခဲ့ပါတယ်ပြီးတော့အဲ့ဒီလက်ပွေရာနဲ့အခင်းဖြစ်တဲ့နေရာမှာအတူလုပ်ပြီးသူ့ ဖက်နက်ကသွေးတွေနဲ့နင်းနာတဲ့ပုံစံတွေလည်းအတူလုပ်ခဲ့ပါဗျ။ညိုဟာကဘလို့ပြစ်မှုနဲ့ထောင်ချရင်ကောင်းမလဲဆိုပြီးလိုက်ရှာတော့ထဲကျွန်းနဲ့သူရီကြားနန်းနေတာကိုတွေ့သွားခဲ့ပါဗျ။အဲ့ဒီအချိန်မှာအိမ်မီပိတ်မပိတ်စစ်ကြည့်တော့မီပိတ်သွားခဲ့ပါဗျ။အဲ့ကနေနောက်နေကြတော့အမိုက်အိတ်ထဲကကွန်ဒုံးနဲ့တောက်ရည်ကိုထုတ်ပြီးနင်းနာသူရဲ့ခန္ဓာကိုယ်ရဲ့ကိုထည့်ခဲ့ပါဗျ။ပြီးတော့သူတို့နှစ်ယောက်နန်းနေတုန်းကလက်ပတ်ကိုတွေ့သွားပြီးလိုက်ရှာကြည့်တော့ထဲကျွန်းလက်ပတ်ပြောင်းနေတာကိုသတိထားမိသွားခဲ့ပါဗျ။အဲ့ဒါနဲ့ထဲကျွန်းအိမ်ကယူလာတဲ့ပစ္စည်းတွေထဲမှာလက်ပတ်ပါလာရှာ ခိုင်းပြီးမရှိရင်တပုံစံနဲ့တူတဲ့လက်ပတ်ကိုအခင်ဖြစ်တဲ့နေရာမှာတထားလိုက်ဆိုပြီးပြောခဲ့ပါတယ်သူညီလေးကိုလည်းလက်ပတ်သက်တွေဖြောက်ချင်လို့ယိုဟန်တို့ဘက်ကပဲတက်ခဲ့တာပါပြီးတော့တိုက်ခန်းကပန်အိုးကလည်းယိုဟန်ပဲတထားဖို့အတွက်စီစဉ်ခိုင်းထားတာပါအဲ့ဒါကြောင့်ထဲကျုံအဖမ်းခံလိုက်ရတာပါပြီးတော့ယိုဟန်ကဒိုပြောင်းကိုစိတ်ချရမရအောင်ပန်းပစ်ခရီးလွတ်လိုက်ဆိုပြီးလွတ်တော်အမတ်နဲ့ဖုံပြောနေခဲ့ပါတယ်အလိုကနေနောက်ကျောင်းပြန်လာပြီးသွားပြီးထောင်သား12ယောက်ကိုရောက်လာရင်ထမင်းရေကျွေးလိုက်လို့ယိုဟန်ကပြောနေခဲ့ပါတယ်ထောင်သားတွေကိုခေါင်းနေဆိုပြီး ီးတနေရာကိုခေါ်သွားပါတယ်အဲ့ဒီနေရာရောက်တော့အစားအသောက်တွေတွေးလိုက်ရပါတယ်အဲ့ဒါနဲ့ထောင်သားတစ်ယောက်ကစားစားပြတော့နောက်လူတွေလည်းဝင်စားပါတော့တယ်အဲ့ဒါကိုယိုဟန်ကအပေါ်ကနေကြည့်နေခဲ့ပါတယ်ပြီးတော့သူတို့အိတ်တဲ့နေရာစီသွားတဲ့အခါနမတ်တွေနဲ့အခန်းတစ်ခန်းစီကိုတယောက်စီဝင်သွားကြပါတယ်ထောင်သားတွေလည်းအဲ့ဒီ ေရကဘယ်နေရလဲဘာလို့ဖို့လဲဆိုတာဘယ်သူမှမသိကြပါဘူးညရောက်တော့ထဲကျွန်းကထွက်ပြေးဖို့လုပ်ပါရတယ်အဲ့လိုကနေအဆောင်တွေကိုရှောင်ပြီးကြေးရင်ကနေဖမ်းမိသွားခဲ့ပါတယ်အဲ့ဒီချိန်မှာယိုဟန်ကဘယ်တော့မလို့လဲဆိုပြီးမေးပါတယ်ပြီးတော့ငါကစူးစမ်းပန်းစားခေါ်ထုတ်ထားရတာဆိုပြီးပြောခဲ့ပါတယ်ယိုဟန်ကအိတ်ဆောင်အထည်လိုက်ပို့ဝေးမယ်လို့ပြောခဲ့ပေမဲ့ထဲကျွန်းကသူ့ဘက်သူပြန်သွားတော့ယိုဟန်လည်းစကားလိုက်ပြောပါတော့တယ်အဲ့ခါကျမှထဲကျွန်းလည်းခမရကငါတို့အားလုံးကိုဒီကိုခေါ်လာတာလားဆိုပြီးမေးပါတော့တယ်ယိုဟန်ကဟုတ်တယ်လို့ပြန်ဖြေလိုက်ပြီးမကြ ကင်ပြိုင်ပွဲတစ်ခုပြန်ရမှာလို့စကားစမိပြောပြီးပြိုင်ပွဲကြရင်တွေ့ကြတာပေါ့ဆိုပြီးထပ်သားခဲ့ပါတယ်အဆောင်ပြန်ရောက်သွားတော့သူ့ရဲ့အရင်ကထောင်သားအခန်းပေါ်ကဘလိုပဲဖြစ်ဖြစ်အကိုဘက်ကလို့ပြောပြီးတနေရကိုတောင်းအောင်ဆိုပြီးခေါ်သွားခဲ့ပါတယ်ထဲကျွန်းကလက်မခံပဲပြန်မယ်လို့တော့သူ့ကိုကူညီပေးပါဆိုပြီးပြောလို့သွားခဲ့ပါတယ်အဲ့ဒီကနေသူတို့ရန်ထားဖြစ်ဖို့ဖြစ်လာတော့အဆောင်တွေကတနက်တွေနဲ့ချိန်ထားလို့ဆိုပြီးရက်လိုက်ကြပါတယ်နောက်နေ့မနက်လို့တော့သူတို့ကွင်းမြင့်တစ်ခုလည်းသွားကြပါတယ်အပေါ်ကနေယိုဟန်ကအခုကစပြီးလူကြီးမင်းတို့ရဲ့အချိန် ိမယ်အခွင့်အရေးနဲ့မြေကနေကြိုးဆိုပါတယ်ဆိုပြီးရဲနေခဲ့ပါတယ်အဲ့ဒါနဲ့တယောက်ကဒါပဲနေရလဲမေးတော့ကားပြိုင်ဝင်လို့ပြောခဲ့ပါတယ်ပြီးတော့တဦးချင်းစီကြပန်ပေးထားတဲ့ကားစီပြန်ရမှာဖြစ်ပြီးတခြားစီမြင့်တွေမရှိဘူးလို့ပြောခဲ့ပါတယ်အဲ့ဒါကိုအောက်ကတယောက်ကဘာလို့ကားပြိုင်မွဲလဲဆိုပြီးမကြေမနက်တွေပြောတော့ယိုဟန်တယောက်သူကိုယ်တိုင်တနက်နဲ့ပြစ်တက်လိုက်ပါတယ်ပြီးတော့မကြေနက်ချက်တွေပြောချင်တဲ့သူရှိသေးလားဆိုပြီးမေးမြန်းခဲ့ပါတယ်မရှိတော့အနိုင်ရတဲ့သူတယောက်တည်းကို1.5ဘီလီယံပေးမယ်ဆိုပြီးပြောခဲ့ပါတယ်အဲ့ဒါနဲ့နောက်ထပ်တယောက်ကကားပြိုင် ်မွဲဆိုကားရရော်လို့မေးတော့ကိုဝစ်ထားတဲ့ဝစ်ဆောင်နံပါတ်နဲ့တူညီတဲ့ကားကိုယ်တော်ကိုသွားလိုက်ရင်ကားတစီးစီပြင်ဆင်ပေးထားတယ်လို့ပြောလိုက်ပါတယ်။ဒါအပြင်ခုနကလိုအထီးကြိုက်တယ်မဖြစ်အောင်သူနဲ့ဆွေးနွေးဖို့အခွင့်အရေးပေးမယ်လို့လည်းပြောခဲ့ပါသေးတယ်။ခဏနေတော့ဘဲတူပြောင်းရောက်လာပြီးတနတ်အစ်စ်တွေလားအခုတည်းကပြောဖို့ကောင်းနေပြီဆိုပြီးပြောနေခဲ့ပါတယ်။ဘဲတူပြောင်းအပြင်အခြားဧည့်သည်တယောက်လည်းပါပါသေးတယ်။ခဏနေတော့ယိုဟန်နဲ့တွေ့ပါတော့တယ်။ဧည့်သည်တယောက်က ပြိုင်ကားတွေနဲ့ထောင်သားတွေရှင်ပြိုင်ကြမှာလားဆိုပြီးမေးခဲ့ပါတယ်။တာမန်တော့မဟုတ်ဘူးလို့ယိုဟ ဟန်ကပြန်ပြောခဲ့ပါတယ်မြိုဟန်ကသူတို့နှစ်ယောက်ကိုပြန်ပွဲကြည့်ဖို့ဖိတ်ထားခဲ့တာပါအဲ့လိုကနေသူတို့တွေကားကိုတောင်တဲ့သွားကြည့်တော့တယောက်နဲ့တယောက်မတူညီတဲ့ကားတွေကိုရထားကြပါတယ်သူတို့ကသူတို့ကားတွေကိုကြိုက်တယ်လို့ပြုပြင်လို့ရပါတယ်အဲ့လိုကနေကားပြင်တဲ့သူတွေကပြင်နေကြပါတယ်အဲ့ဒီအချိန်မှာနံပါတ်10ကတော့ပြန်ကားရလို့ဆိုပြီးပြောနေခဲ့ပါတယ်အဲ့ဒါနဲ့ဘဲတူကြောင်ကငါတို့ကဘဲအခန်းခဏမှာပါရမှာလဲမေးတော့ယိုဟန်ကဒီစီဝါရဲ့တီထောင်သူအဖွဲ့ဝင်တွေဖြစ်လာမှာလို့ပြောခဲ့ပါတယ်ဒီပြိုင်ပွဲနဲ့ဂျေးကြီးလောင် င်းတက်တဲ့လောင်းကစားသမားတွေကိုဆွဲဆောင်ပြီးမောင်ကိုဝက်ဆိုက်မှာအလောင်းစားစနစ်ကိုစီစဉ်ထားရလို့ပြောခဲ့ပါတယ်။ယိုဟန်ကအဲ့ဒီလိုနဲ့အလုပ်ဖြစ်တဲ့ဆိုရင်ပြိုင်ပွဲတွေထွက်ချဲ့ပြီးတခြားနိုင်ငံတွေအထိထွက်ချဲ့ထွင်မယ်လို့ပြောခဲ့ပါသေးတယ်။အဲ့ဒါနဲ့ဘက်ဒိုကောင်ကစုငွေကရောတကယ်ပေးမှလာလို့မေးတော့ယိုဟန်ကခရီးပေးထားတော့ပေးမှလို့ပြောခဲ့ပေမယ့်နောက်ဆုံးပတ်နိုင်ထိရောက်တဲ့သူရှိပါမလားဆိုပြီးရည်နေခဲ့ကြပါတယ်။ခဏနေတော့ထမင်းစားနေတဲ့အချိန်မှာနံပါတ်10ကထဲကျုံးကိုကပ်ပြင်ပေးဖို့အတွက်ကူညီလက်တောင်းလာတော့တယ်။နံပါတ်9ကယိုဟန်နဲ့တွေ့ပြီး ီးသူနဲ့တဖက်ထဲနေဖို့တောင်းဆိုခဲ့ပါတယ်။ယိုဟန်ကလည်းစဉ်းစားပေးမယ်လို့ပြောပြီးရည်နေခဲ့ပါတယ်။နောက်တစ်ယောက်ယော်ဒော့ဆူကလည်းယိုဟန်နဲ့တွေ့ပြီးအနိုင်ရသူကိုပေးမယ်။ပတ်စံတွေအစားဒီထဲကခွေးသားတစ်ကောင်ကိုသူ့လက်နဲ့ကိုယ်တိုင်တက်ချင်တယ်လို့ပြောခဲ့ပါတယ်။ယိုဟန်လည်းရဲပြီးလက်ဝဲထိုးရတာကြိုက်လားလို့မေးခဲ့ပါတယ်။ပြီးတော့လက်ဝဲထိုးတယ်ဆိုတာဂျိုဝိုင်းအပြင်မှာလူတက်လိုက်ရင်လူတက်မှုမြောက်ပေမဲ့ဂျိုဝိုင်းထဲမှာတက်ရင်တော့ဒီတိုင်းကစားပွဲရဲ့တစိမ့်တစ်ပိုင်းတသက်ပဲလို့ပြောခဲ့ပါတယ်။စိတ်တိုင်းကြလို့လို့ပြောပြီးစုချင်းငွေလည်းလက်မလျှော့ဖို့ပြောခဲ့ပါသေးတယ်။ညစာတော့ထဲကျွန်းက နံပါတ်30ရဲ့ကားကိုစစ်ကြည့်တော့အဆုတ်ပဲလို့ပြောပြီးပြင်ပေးနေခဲ့ပါတယ်။အဲ့ဒီအချိန်အပြင်မှာတခြားသူတွေရဲ့ကားတွေကိုအချင်းချင်းလိုက်လုနေကြပါတယ်။အလိုနဲ့နံပါတ်30ရဲ့ကားကိုလူဖို့လာကြလို့နှစ်ယောက်သားကားမောင်းပြရပါတော့တယ်။အဲ့ဒါကိုရောတော်စုကလည်းတွေ့သွားပြီးလိုက်ပါတော့တယ်။နောက်ကနေပြီးနံပါတ်5ကလည်းထပ်လိုက်ပါတော့တယ်။ယိုဟန်တို့နှစ်ယောက်အခုတည်းကစနေပြီလားဆိုပြီးကြည့်နေကြပါတယ်။အဲ့ဒီအချိန်မှာထဲကျွန်းရဲ့ကားကိုရောတော်စုကနောက်ကနေဝင်တိုက်လိုက်ပါတယ်။ထဲကျွန်းလည်းတခြားနေရာကိုပတ်မောင်းသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာဘေးက နေရော့တော့စုကဝင်ထိုက်ချလိုက်ပါတယ်လိုဝန်တို့နှစ်ယောက်လည်းဒီတိုင်းကြည့်နေခဲ့ပါတယ်အရှိကနေထပ်ပြီးဝင်ထိုက်ဖို့လိုရာကနေဘေးကနေနံပါတ်5ကောင်းဝင်လာတော့အချင်းချင်းတိုက်မိသွားပါတော့တယ်ခဏနေတော့အဆောက်နေလာတားပါတော့တယ်အဲ့ဒါနဲ့နံပါတ်30လည်းသူ့ကားကိုတွန်းနေရပါတော့တယ်ပြီးတော့ကားဖုံးကိုဖွင့်ကြည့်တဲ့အခါအနေများနေပြီဆိုတာတီးလိုက်ရတော့ထဲကျွန်းတို့နှစ်ယောက်ဝေးဝေးကိုပြေးကြပါတော့တယ်ခဏနေတော့ကားပောက်ကွဲသွားခဲ့ပါတယ်အဲ့ ဒီအချိန်မှာထဲကျွန်းကဘီနာကရှော့ဆော့ကိုတွေ့လိုက်ရပါတယ်အဲ့ဒါနဲ့မနှက်ဖြန်ကြတော့ယိုဟန်နဲ့သွားတွေ့ခဲ့ပါတယ်ယိုဟန်နဲ့သွားတွေ့ချင်းအောင်ဆောင်ပြီးထဲကျွန်းကဆက်ယုံရဲ့တိဆောက်ပုံကိုသွားကြည့်ခဲ့တာပါပြီးတော့ဘာလို့ဒီလိုလေးလုပ်နေရလဲမေးတော့ယိုဟန်ကပျော်စရာကောင်းတယ်လေးလို့ပြန်ပြေခဲ့ပါတယ်ယိုဟန်ကလိုရာပါလဲမေးလိုက်တော့ထဲကျွန်းကဗီတာမင်လို့ပြန်ပြေခဲ့ပါတယ်ပြီးတော့မှဒီဗီတာမင်ကိုအပင်တွေကပိုလိုအပ်နေတာလို့ပြောခဲ့ပါတယ်ပြန်ရောက်တော့သူ့ကားကိုအကောင်းဆုံးဖျောင်းပြုပြင်နေခဲ့ပါတယ်နောက်နေ့ထမင်းစားနေတဲ့အချိန်နံပါတ်5ကိုဖုံးလိုက် ပေးပါတယ်။ယိုဟန်ကနမတ်9ရဲ့ကံလန်းချက်ကိုလက်ခံမယ်ဆိုပြီးကားနောက်ခုံမှာလက်ဆောင်ထည့်ပေးထားတယ်လို့ပြောခဲ့ပါတယ်။ပြိုင်ပွဲနေ့မှာထဲကျုံက CCTV ကိုကြည့်နေတော့ယိုဟန်ကတော်တော်ရင်းနှီးနေတယ်လို့ခံစားနေရပါတယ်။ပြိုင်ပွဲကွင်းထဲရောက်တော့ယိုဟန်ကအစည်းအဝေးမရှိဘူး။အရင်ဆုံးအပတ်20ပြီးအောင်ပတ်နိုင်တဲ့သူတစ်ယောက်တည်းကိုပဲစွန့်ငွေတွေပေးမှလို့ပြောခဲ့ပါတယ်။ဘက်တို့ကြောင်ကကားနမတ်ကိုထဲကျုံကိုလောင်းထားပါတယ်။အဲ့လိုနဲ့ပြိုင်ပွဲစတင်ပါတော့တယ်။ဆက်စချင်းမှာတော့နမတ်နှစ်ကားကိုကားနမတ်9နဲ့ကားနမတ်3ကညှက်ထားပေးမယ်လွတ် ွားခဲ့ပါတယ်ကားနံပါတ်7ကတော့တခြားလမ်းကနေသွားခဲ့ပါတယ်အဲ့ဒါနဲ့ယိုဟန်လည်းကားနံပါတ်7ကိုလိုက်ကြည့်ခိုင်းခဲ့ပါတယ်ကားနံပါတ်2ကအချိန်နဲ့မြန်မြန်မောင်းလိုက်ပြီမြေကြီးပေါက်ထွက်လာပြီးအခြေရောက်တော့တခုခုကိုတိုက်မိသွားပြီးကားပါပေါက်သွားခဲ့ပါတယ်ဘဲတို့ကြောင်းတို့လည်းကြည့်ပြီးပြောနေခဲ့ပါတယ်ယိုဟန်လည်းထဲကျုံးကိုဗမာတွေ့ဘူးလဲဆိုပြီးစဉ်းစားနေခဲ့ပါတယ်အဲ့ဒါနဲ့အပင်အချောင်းပြန်တွေ့မိပြီးအရင်ကသူ့အကွက်ချခဲ့တဲ့တရားခံဆိုတာသိသွားခဲ့ပါတယ်အဲ့ဒါနဲ့ယိုဟန်လည်းကားနံပါတ်5ကိုထဲကျုံးကိုဖမ်းဖို့ပြောခဲ့ပါတယ်အဲ့ဒါနဲ့ထဲကျုံးကားကို ဝင်တိုက်ခဲ့ပါတယ်နံပါတ်6ကလည်းတစ်ဖက်ချမ်းကဝင်လာပြီးထဲဂျုံကကိုဂျားညက်တိုက်ချလိုက်ကြပါတော့တယ်ဘက်တိုကောင်လည်းသူ့ပတ်စံတွေကုန်လာပြီဆိုပြီးစိတ်တူနေခဲ့ပါတယ်ခဏနေတော့ရောတော်စုကဓာတ်ကင်ပြီးကားထဲကထွက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာအုတ်ထုတ်ကိုဟားလိုက်တော့ထဲဂျုံမဟုတ်ပဲနံပါတ်10ဖြစ်နေခဲ့ပါတယ်အမှန်တော့ထဲဂျုံကလူလဲထားခဲ့တာပါအဲ့ကြမှာယိုဟန်လည်းနံပါတ်7ကထဲဂျုံဆိုတာရိမ့်မိသွားပါတော့တယ်ကားကိုစစ်ဆေးကြည့်တော့လူမရှိတော့ပါဘူးလိုက်ရှာကြည့်တော့ဆိုင်ငယ်နဲ့ထဲဂျုံထွက်လာပြီးဒရုန်းကိုပါဖျက်ဆီးပစ်လိုက်ပါတယ်ခဏနေတော့န ံမတ်30ရှိတဲ့နေရာကိုထဲကျွန်းရောက်လာတဲ့အခါရောတော်စုကလည်းတပ်ဖို့အပြေးလွှားသွားပါတယ်အဲ့ဒီအချိန်မှာထဲကျွန်းကဘေးဘက်ကိုရှောင်ထွက်သွားတာကိုတွေ့လိုက်တော့ဘဲဒူကောင်တို့လည်းအံ့ဩသွားပါတော့တယ်ယိုဟန်ကတော့သဘောမကျနေခဲ့ပါဘူးအဲ့လိုနဲ့ကားနံပါတ်5ရောကားနံပါတ်6ပါထဲကျွန်းနောက်ကိုလိုက်သွားပါတော့တယ်အဲ့ဒီအချိန်မှာယိုဟန်ကနံပါတ်5ကိုလက်ဆောင်ကိုမချွေတာနဲ့လို့ပြောတဲ့အခါထုတ်ကြည့်လိုက်တော့တနက်ဖြစ်နေခဲ့ပါတယ်ထဲကျွန်းကဆိုင်ငယ်ပေါ်ကအစင်းပြီး gas o ကိုတန်ကျိုးနဲ့ချီကဆိုင်ငယ်မှာတွဲလိုက်ပါတယ်ပြီးတော့ပြန်မောင်းထွက်သွားတာကိုနံပါတ်5 ကတွေ့လိုက်တော့မိမှန်ကိုရိုက်ခွဲပြီးခဲကြုံကိုတနတ်နဲ့လန့်ပစ်ပါတော့တယ်ဒါပေမဲ့မထိပဲလွတ်သွားခဲ့ပါတယ်ဘဲတို့ကောင်တို့လည်းတနတ်ပါသေးတာလားဆိုပြီးအံ့ဩနေကြပါသေးတယ်ခဲကြုံဆိုင်ငယ်ကိုနမငါကနောက်ကလိုက်နေတဲ့အချိန်ခဲကြုံကနောက်ကကတ်အိုးနဲ့နမငါကကိုတမင်ရိုက်မိအောင်မောင်းလိုက်ပါတယ်အဲ့လိုနဲ့ကားမောက်ပြီးခဲကြုံနောက်ကကားလွန်းထွက်လာတာကိုခဲကြုံကဆိုင်ငယ်နဲ့ဆောင်းပြီးရှောင်းထွက်လိုက်ပါတယ်ဘဲတို့ကောင်တို့လည်းကြည်ရင်ပျော်နေပါတော့တယ်ယိုဟန်ကတော့မကြင်မနဲ့တွေဖြစ်နေခဲ့ပါတယ်အဲ့ဒါနဲ့ဆိုင်ငယ်သမားကိုဖမ်းနိုင်ရင်စုငွေရဲ့နှစ်ဆပ ပေးမယ်ဆိုပြီးစီမင်းပြောင်းလိုက်ပါတော့တယ်။အဲ့ဒါနဲ့လူတိုင်းကဆိုင်ငယ်သမားကိုလိုက်ရှာကြပါတော့တယ်။ထဲကျွန်းလည်းပြန်မောင်းမှုလုပ်တဲ့အချိန်ဘေးကနေပြီးတော့နမချောက်ကားကဝင်တိုက်လိုက်ပါတယ်။ပြီးတော့ကားတွေကထွက်လာပြီးပေါင်ကိုဓာတ်နဲ့တစ်ချက်ထိုးလိုက်ပါတယ်။နှစ်ယောက်သားတပွဲတလန်းနှွဲနေတော့ဘေးကကားနောက်ရစီကဝင်တိုက်လိုက်ပါတယ်။အဲ့လိုနဲ့ပြန်ထလာတော့နောက်ထပ်ကားနံပါတ်၈ကထပ်တိုက်ပြန်ပါတယ်။ထဲကျွန်းကဘေးကိုလွတ်သွားပြီမြင်ကားနံပါတ်၁ကတိုက်ချလိုက်ပြန်ပါတယ်။ထဲကျွန်းလည်းထောင်းနဲ့ထောင်းနဲ့နဲ့ထလာပြီးနံပါတ်၂ကိုသွားထိုးပါတယ်။ထဲကျွန်းမသိလို့ဆိုပြီးယိုဟန်တယောက်စိတ်တူလာပါတော့ ါတယ်။အဲ့ဒါနဲ့စပွဲကိုလှန်လိုက်ပြီးအောက်ကတနတ်ကိုထုတ်လိုက်ပါတယ်။ပြီးတော့ဧည့်သည်တွေကိုဘေးကင်းတဲ့နေရာခေါ်သွားဖို့အမိန်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာဘဲတူကြောင်ကတနတ်ကိုခိုးယူသွားခဲ့ပါတယ်။အဲ့လိုနဲ့ယိုဟန်ကိုရိုင်းထဲကျုံးကိုပြစ်ဖို့ချိန်မာတော့တယ်။ထဲကျုံးလည်းသူ့ကိုအဝေးကပြစ်နေတယ်ဆိုတာသိလိုက်ရပြီးကားနောက်မှာသွားပုံးလိုက်ပါတယ်။ယိုဟန်က အခုမှကြောက်ပြီလားဆိုပြီးပြောနေပါတယ်။ထဲကျွန်းထွက်လာတော့ယိုဟန်ကတနတ်နဲ့ပြစ်ပင်မဲ့မထီသွားခဲ့ပါဘူး။အဲ့လိုကနေထဲကျွန်းလဲဆိုင်ငယ်နဲ့မောင်းထွက်သွားပါတော့တယ်။အဲ့ဒါနဲ့ထဲကျွန်းအပေါ်ကိုအဆောက်အဦပေါ်ကတခုခုကြလာအောင်ယိုဟန်ကပြစ်လိုက်ပင်မဲ့ထဲကျွန်းမော်မကြဘဲနောက်ကကားပေါ်ကျသွားခဲ့ပါတယ်။ထဲကျွန်းလဲလွတ်သွားတော့ gas oil ကိုခြေထောက်နဲ့နင်းထားလိုက်ပါတယ်။အဲ့ဒီချိန်ကြားမှာယိုဟန်လဲသူ့နဲ့လာတွေ့တာဘာကြောင့်လဲဆိုတာကိုသိသွားပါတော့တယ်။ပြီးတော့ drone ကသူ့ရှေ့ကိုရောက်လာတော့ gas oil ကိုဆိုင်ငယ်ပေါ်ကနေတန်ချောင်းနဲ့ရိုက်ချပြီး drone ကိုလဲထိသွားရင် ောက်ကွဲမှုဖြစ်သွားပါတော့တယ်။အဲ့ဒီအချိန်မှာထဲကျွန်းကမိကိုဖျက်ပြီးရှောစောက်ကနေအပြင်ကိုကျွတ်ထွက်ဖို့လုပ်နေတာကိုယိုဟန်ကတနတ်နဲ့ချိန်နေခဲ့ပါတယ်။အဲ့ဒီလိုနဲ့ရှောစောက်ထိတ်ကိုရောက်တော့ကြော်ကာနီးလေးမှာထဲကျွန်းကလည်းနောက်ကိုလှည့်ကြည့်ယိုဟန်ကလည်းတနတ်ပြစ်လိုက်ပါတယ်။အပိုင်း6ကတော့ဒီမှာပြီးသွားခဲ့ပါတယ်။ကေဒရာမာအကြောင်းအပိုင်းသတင်းတွေကိုသိချင်တဲ့ဆိုရင်တော့ channel ကို like and subscribe လုပ်ထားဖို့လည်းမေ့ပါနဲ့အောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။